အိန္ဒိယကပါကစ္စတန်ကို36နာရီတွင်တိုက်ခိုက်နိုင်ကြောင်းခိုင်လုံတဲ့ထောက်လှမ်းရေးသတင်းရရှိထားကြောင်းပါကစ္စတန်ကအေပီ30ရင်းနေမှာပြောကြားခဲ့ပါသည်။ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်သေးကြောင်များရဲ့တိုက်ခိုက်မှုကြောင့်နှစ်နိုင်ငံကြားတင်းမာမှုများဖြစ်ပွားနေချိန်မှာအိန္ဒိယဟာစီရေးဖြစ်တိုက်ခိုက်ရန်ပြင်ဆင်နေပြီးပါကစ္စတန်ကလည်းလက်တော့ပြန်သွားမယ်လို့ပါကစ္စတန်အရာရှိတဦးကပြောကြားခဲ့ပါသည်။ပြီးခဲ့တဲ့သတင်းဘက်ကအိန္ဒိယဗတ်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသမှာစစ်သေးကြောင်များရဲ့တိုက်ခိုက်မှုကြောင့်လူ26ဦးသေဆုံးခဲ့ပြီးနောက်အဲ့လိုတိုက်ခိုက်မှုအတွက်အိန္ဒိယကပါကစ္စတန် န်ကိုအပြစ်တင်ခဲ့ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီဟာအေပြာ29ရက်ကပြုလုပ်တဲ့တကားပိတ်အစည်းအဝေးအတွင်ကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုတုတ်ပြန်ရန်စစ်တပ်အားစစ်စင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ပြေဝပေးရခဲ့လို့ပါကစ္စတန်ရဲ့ထိပ်သီးအစိုးရသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ပါကစ္စတန်ဆိုရကမူကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေပအဝင်ပသက်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပြီးမိသည့်ရန်လိုတဲ့လုံဆောင်ချက်ကိုမဆိုပြပြတသားတုံ့ပြန်သွားမယ်လို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးအက်တူလာတော်ရကပြောကြားခဲ့ပါတယ်။ကက်ရှမီးယားဒေသရဲ့ပါဟေကန်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုအကြောင်းပြပြီးလာမယ့်24နာရီက36နာရီအတွင်းအိန္ဒိယဟာစစ်ရေးတိုက်ခိုက်မှုရည်ထားရဆိုတဲ့ခိုင်လုံတဲ့ထောက်လှမ်းရေးသတင်းကိုပါကစ္စတန်ကရရှိထားပါတယ်လို့တော်ရကအေဗီတာ30ရက်နဲ့အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ ်မြို့တော်ပင်ဆိုစဉ်ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးအဟက်စတာကမူပါကစ္စတန်ဟာအရင်ဆုံးတိုက်ခိုက်လိုက်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်ကမ္ဘာတဝန်းမှခေါင်းဆောင်များကမူအတိတ်ကာလကစစ်ပွဲများဖြစ်ပွားခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံလုံးကိုထိနေတဲ့တိုင်လှုံ့ဆော်ကြရင်တိုက်တွန်းခဲ့ပြီးစိုးရင်ကြောင်းဖော်ပြခဲ့ပါတယ်